ရေကြီးတန်းတတွင်တွင်နဲ့တေးရိပ်တွေအုံဆိုင်နေတဲ့တောင်တန်းကြီးတွေရဲ့အောက်ရှိမှာတော့မြေသားဆိုတဲ့ကျေးလက်တော်ရွာလေးတရွာတည်ရှိခဲ့ပူပါရဲ့မြေသားရွာသူရွာသားတွေဟာဒုတက်ဖွံ့ဖြိုးမှုရဲ့စူညံတန်းတွေနဲ့ဝေးကွာပြီးရိုးသားဖြူစင်တဲ့ဘဝပုံစံလေးအတိုင်းနေထိုင်ကြတဲ့သူတွေပါရွာသူရွာသားတိုင်းဟာကိုပိုင်လုပ်ငန်းတွေနဲ့ဝမ်းစာအတွက်အလုပ်လုပ်ကြပြီးနေရတိုင်းမှာလည်းဘိုးဘွားစင်စံလက်ဆင့်ကမ်းလာတဲ့ရိုးရာဇလေးတွေနဲ့သာတည်ငြိမ်အေးချမ်းစွာနဲ့လဲပန်းနေကြပါရဲ့ လေယာဉ်လုပ်ငန်းကျွဲနွားမွေးမြူရေးလုပ်ငန်းနဲ့တစ်ခုတ်ထင်းခုတ်စတဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းတွေကသူတို့ရဲ့နေစဉ်ဘဝပါပဲဒီလို KSS ကအသွင်မပြောင်းခဲ့တဲ့ရွာမှာတော့ဘဝရဲ့အခြေခံအုံမြင့်ဟာယုံကြည်မှုတစ်ခုအပေါ်မှာပဲတည်ဆောက်လို့ထားခဲ့တာပါ ။ဘာကြောင့်လဲဆိုတော့အဲဒီခေတ်ကာလတွေကရွာသူရွာသားတွေဟာခင်မိသိပ္ပံပညာရဲ့အကြောင်းအရာတွေစနစ်တကျစမ်းစစ်လေ့လာမှုတွေနဲ့အလံဝေးကွာခဲ့ကြပါရဲ့။ကောင်းကင်ကမိုးရွာတာပဲဖြစ်ဖြစ်ယောဂဝေဒနာတစ်ခုခုဖြစ်ပွားတာပဲဖြစ်ဖြစ်အရာရာတိုင်းကိုတဘာဝလွန်စွမ်းအားတွေနဲ့ဆက်ဆက်ပြီးယုံကြည်လက်ခံကဖြည့်ရှင်းကြတာပေါ့။ ကောင်းကင်နဲ့မိုးလီဝတ္တကိစ္စတွေတဘာဝတရားရဲ့ပြည့်ပြည့်ပြောင်းလဲမှုအားလုံးဟာနေရာတိုင်းမှာရှိလုံနေခဲ့ပါတယ်။အခုလောနန်တစီရီဖန်တီးပေးတယ်လို့ယုံကြည်ထားကြတယ်။ဒီလိုပတ်ဝန်းကျင်မှာတော့အဲ့ဒီအရာတွေဟာသူတို့ရဲ့စိုက်ပျိုးရေးနဲ့နေရှင်ဘဝရှင်သန်မှုအပေါ်ကိုတက်ရောက်မှုတွေရှိနေခဲ့တာပါ။ဒီလိုအရာတွေကိုဖြည့်ရှင်ဖို့အတွက်တက်သည့်နားလေတဲ့သူတယောက်တော့မဖြစ်မနေလိုအပ်တော့တာပေါ့ အဲဒီလူကိုတော့ရွာသားတွေဟာဘယောကဆရာဒါမှမဟုတ်နတ်ဆရာလို့ခေါ်ကြပါတယ်။သူဟာရွာရဲ့ဘိုးကျဲလို့တော်ဆိုနိုင်ပြီး လူတိုင်းရဲ့စိတ်ထဲမှာအားထားရတကူဖြစ်လို့နေကြတာပေါ့ဘသူကဘာပဲလို့လို့အထွတ်နှုံးမကောင်းတာရာသီဥတုမမှန်ကန်တာဒါမှမဟုတ်တယောက်ယောက်နေမကောင်းဖြစ်တာရွာတွေမှာဒူးစတဲ့အရာတွေဖြစ်ပေါ်လာတာမျိုးဆိုရင်ပယောကဆရာကားပဲအကုန်လုံးကိုတာဝန်ယူပြေရှင်းပေးတာပါဒီတစ်ကြိမ်မှာလဲရွာတွေကလူငယ်လေးတယောက်ကြောင့်ကောလာဟာလာတကူဖြစ်လာခဲ့ပါတယ်အကြောင်းရင်းကတော့ကိုစန်းဝင်းဆိုတဲ့လူငယ်လေးရဲ့ငှက်ပြောတော့အဆုံးမှာဒူးစတဲ့ငှက်ပြောပင်တပင်ကိုတွေ့လိုက်ရလို့ပါပဲကိုစန်းဝင်းဟာသူ့ရဲ့ငှက်ပြောချက် န်ထဲမှာစုစုပေါင်းငပြောပင်24ပင် ရှိတယ်ဆိုတာကိုကောင်းကောင်းကြီးမှတ်မိပါတယ်။အတန်တန်းစီကို7ပင်နဲ့2တန်းစိုက်ထားပြီးရှမ်းရဲအစုံမှာတော့6ပင်က အလျားလိုက်တန်းစီစိုက်ထားတာပါ။ဒါပေမဲ့မနေ့ညကတော့ကိုစန်းဝင်းတယောက်ငပြောပင်ကိုရေလောင်းဖို့သွားတဲ့အချိန်ရှမ်းအစုံသားမှာလူတယောက်ရဲ့အရေးကို တွေ့လိုက်ရပါတယ်။အဲဒီလူဟာအလျားလိုက်တန်းစီပြီးစိုက်ထားတဲ့ငပြောပင်တွေဘက်ကိုဝင်သွားတာကိုလည်းရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရတာပါ။ ဒီအခါကိုစန်းဝင်းကတိုးရှန်ရဲကိုတခိုးဝင်ပြီးငပြောခိုင်တွေကိုခုတ်ယူတာလို့ထင်လိုက်တာကြောင့်ချက်ရှင်းပဲရေဦးကြီးကိုပြစ်ရှာပြီးနောက်ကနေလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲဒီနေရာကိုရောက်တော့ဘာအရေးအယောင်မှမရှိတော့ပါဘူး။အဲဒီအစားသူတွေးလိုက်ရတာကတော့တန်းစီပြီးသူစိုက်ပြိုးထားတဲ့အထဲမှာမပါဝင်တဲ့ငပြောပင်တပင်ပါပဲ။ဒါကြောင့်ကိုစန်းဝင်းလည်းအနေငယ်ကြောင်တောင်ဖြစ်လို့သွားခဲ့ပြီးအပင်အားလုံးကိုရေတွက်ကြည့်တော့စုစုပေါင်း25ပင်ဖြစ်နေခဲ့ပါတယ်။သူစိုက်ထားတဲ့ငပြောပင်အရေးအတွက်ထပ်ပိုနေတဲ့ တဲ့ပင်ကြောင့်ကိုစံဝင်လဲထူးဆန်းတယ်လို့သိချာကြည့်လိုက်မိတော့တာပေါ့အဲ့ဒီအပင်ရဲ့ထူးဆန်းတဲ့လက္ခဏာကတော့ပင်စီအယောင်ဟာရိုးရိုးငပြောပင်နေနဲ့မတူပါဘူးသူ့ရဲ့အယောင်ဟာပိုပြီးအစိမ်းရင်အောင် ဖြစ်နေခဲ့ပြီးဘလို့အနာအဆာတစ်ခုမှလည်းမရှိဘူးပေါ့အရွယ်ရိုးတွေအားလုံးကလည်းတခြားပင်တွေထက်ပိုပြီးတော့လှပါနေတာပါဒီလိုသိလှူရှားစရာဖြစ်ရဲ့ကြောင်းကိုစံဝင်းဟာနောက်တနည်းမနဲ့ရောက်တော့ပယောကဆရာနဲ့ရွာသားတူဦးဖြစ်တဲ့ကိုမင်းညိုကိုသူ့ရဲ့ငှပြောတော်စီခေါ်လာခဲ့ပါတယ် ဒီမှာပါဒီလမ်းကပါဆရာကြီးဟိုမှာတွေ့လားအဲ့ဒီမှာရှိနေတယ်ညာကလေးကကျွန်တော်မြင်လိုက်တာတကယ်တမ်းကကျွန်တော်မှငါပြောရင်24ပဲမရှိတယ်ဆိုတာတေချာမှတ်မိရဲ့ဗျာဒါပေမဲ့ဒီမှာဘလို့လို့ပို့လာမှမသိဘူးဗျာအဲ့ဒါတခုခုမူမမှန်ဘူးလားလို့ဗျာဒါမှမဟုတ်နှကောင်းနှမျက်တွေကကျွန်တော်ကိုငါပြောတော့တည်းဖြစ်စေချင်နေရများလားဒီကောင်ကတော့အကောင်းမြင်တယ်လို့နေဒါကနတ်သမီးဒါမှမဟုတ်ငါပြောမင်းဆောင်တရေမလို့မျိုး အရာတခုခုကမင်းကိုသဘောကျနေတာဖြစ်နေတာဗောမောင်ဆန်းရဲ့တရေကိုမရလို့လို့ရတာလားဗျအင်းလာရဲဆိုရင်တော့ကျွန်တော်လေးဘောင်းမပြောစရာမလိုပါဘူးဗျာအာဒီကောင်ကတော့တရေကိုတော့မရှံဘူးပြောစရာစကားကုံသွားပြီဟေးတကယ်လို့မင်းသားအဲ့လိုကြုံလာရင်ငါကလည်းအားပေးလိုက်အောင်မဲဒါထူးဆန်းတာပဲမင်းကဒီအတိုင်းဘာမှမလုပ်ဘဲနေတာကိုဘယ်လိုလုပ်ပူလာရတာလဲ ဒါပေမဲ့ငါကြည့်ရသလောက်ကတော့ရုပ်ပိုင်းဆိုင်ရာ လက္ခဏာကလွဲရင်ရိုးရိုးငှပြောပင်တွေနဲ့ဘာမှမကွာရှာဘူးဒီတော့မင်းညိုပြောသလိုဖြစ်မှာမဟုတ်ပါဘူးတရားကြည့်ပါအောင်ဆရာကြီးရဲ့ကျွန်တော်တော့အနံ့မကောင်းဘူးလို့ထင်နေဗျအနံ့မကောင်းဘူးဟုတ်လားဘသူရေမရှူတာလဲဘာအနံ့လဲမင်းကိုကအနံ့လားချီးပဲမင်းကိုနရင်အုပ်လိုက်ရရင်ကောင်းမယ်ကွာလူကစိတ်ထဲမှာတင်းနေတာလက်နဲ့တစ်ချက်တည်းရိုက်ပြလိုက်ရမလားဟမ်ထားလိုက်ပါ ထားလိုက်တော့ ဘာမှဖြစ်မှာမဟုတ်ပါဘူးမတို့ဒီမှာရောက်နေတာကြာပြီမဟုတ်လားတကုတ်ကူတာရှိခဲ့ရင်လေမတို့တိနေပြီဗောလာပြန်ကြစို့အာဆရာကြီးကလေညဘက်ကြီးငှပြောပြီးရေလာလောင်းနဲ့ကျွန်တော်တို့လူမျိုးမဟုတ်ရင်တော့ပြောလို့ရတာဗောဗျာအော်ကျွန်တော်တယောက်တည်းကြောရှမ်းနေရတာဗျာတို့အားလုံးကဘာမှထူးထူးခြားခြားဖြစ်လာမှာမဟုတ်ဘူးလို့ယူဆပြီး ကိုယ့်အိမ်ကိုပြန်သွားခဲ့ကြပြီမယ် အဲ့ဒီညနေဆောင်းမှာတော့မြေသာရွာရဲ့တည်ငြိမ်မှုဟာစတင်ပြပြလာခဲ့ပါပြီ။ညနေ9နာရီဝန်းကျင်လောက်မှာကောင်းကင်ဟာအပြာနဲ့ရောင်ကိုစတင်ကူးပြောင်းနေချိန်မော။အဲ့ဒီအချိန်မှာနေကင်ဘန်တနေကုန်လေယာအလုတ်ကျန်းကိုပင်ပင်ပန်းလောက်ကင်ခဲ့ရတဲ့ကိုစန်းဝင်းဟာသူ့ရဲ့အိမ်နောက်ဘက်ကငပြောချန်ငယ်လေးကိုရေလောင်းဖို့အတွက်ထွက်လို့လာခဲ့ပါရီ။သူအတွက်တော့နေကင်ဘန်အချိန်တွေဟာ လက်ကွင်းပြင်ထဲမှာသာမြုံနှံထားရလေရှိတာပါ။ဒါကြောင့်နေရောင်အောင်မှာအလုပ်တွေအားလုံးပြီးဆုံးသွားမှအိမ်နောက်ဖေးကဥယျံရှံကိုအချိန်ပေးနိုင်တာပဲဖြစ်ပါရဲ့။အဲ့ဒီချိန်မှာတော့တောင်ကုန်းတွေရဲ့နောက်မှာနေလုံးကြီးဟာလုံးဝပျောက်ွယ်လို့သွားခဲ့ပြီးလက်ကွင်းပြင်နေစီကတိုက်ခတ်လာတဲ့ညနေခင်းလေးအေးတွေကပဲတိတ်ဆိတ်မှုကိုဖြိုခွင်းနေခဲ့ပါရဲ့။ဒီလိုနဲ့ကိုစံဝင်းဟာလက်ထဲမှာဖန်ပြီးအိမ်ငယ်လေးတုံးကိုကင်ဆောင်းပြီး အိမ်တော်ဘေးကငှက်ပြောပင်နစ်စီကိုဥတီလိုသွားခေလိုက်တော့ပါဒါအပြင်ကြီးမားတဲ့ရေခက်ပုံးကိုဆွဲရင်ငှက်ပြောပင်တွေကိုရေလောင်းနေတော့မှာပဲကြီးလက်ဘွားနဲ့ရင်းနေတဲ့ရိုးရဒေသရှင်တပုတ်ကိုတူတူကလေးတီဆုံနေခဲ့ပါတယ်အဲ့ဒီညဟာလာပြည်ညာပြတာကြောင့်ကောင်းကင်ရံကလာမင်းကြီးဟာတောက်ပစွာထိုးကြလို့နေခဲ့တာပါ ဒါကြောင့်ရှန်ရဲ့အစွန်ဆုံးကိုရောက်လာတာတော့မှအရန်ကြီးမှောင်မဲမနေပဲအလင်းရောင်အတော်အတင်ရနေစေပဲဖြစ်ပါရဲ့။ကိုစံဝင်းတီးဆိုနေတဲ့တေးတန်ဟာလည်းညာကင်းရဲ့တိတ်ဆိတ်မှုကိုနူးညံ့စွာနဲ့ဖြိုခွင်းလို့နေခဲ့တာပေါ့။ဒီလိုနဲ့ကိုစံဝင်းဟာရေလောင်းနေရင်တဖြည်းဖြည်းရှန်အစွန်သားကထူးဆန်းတဲ့ငပြောပင်ရဲ့အနီးကိုရောက်လာခဲ့ပါရဲ့။အဲဒီနောက်တရှင်ကိုမပြတ်တမ်းကြီးတွားနေရင်ရေဘုံကိုမြောက်ကအပင်ရဲ့ရှည်ရင်ကိုရေတဝက်နီးပါးလောက်လောင်းရှာခဲ့လိုက်ပါရဲ့။ ထိုချမ်းစွာနဲ့ပဲအဲ့ဒီငပြောပင်ကိုရေလောင်းပြီးတာနဲ့မယုံကြည်နိုင်စရာအဖြစ်ပြက်တခုဟာကိုစန်းဝင်းရဲ့တရှင်းတဲ့ရက်တန့်သွားလောက်အောင်ပင်ပေါ်လို့လာခဲ့ပါရဲ့ဟာအဲ့ဒါဘာတန်လဲကွာဒီငပြောပင်စီကထွက်လာတာနဲ့တူတယ်ဟေးဘယ်သူရှိလဲရှိရပါဘောလူငယ်လေးရဲ့ အော်တော်သေးတာဗောဘယ်သူမှမရှိဘူးလို့ထင်လိုက်တာအမ်မဟုတ်သေးပါဘူးဒီလိုမျိုးဆိုတော့ပြန်ဖြေတဲ့လူရှိနေတာလားဘယ်သူမှလည်းမတွေ့ပါဘူးဟာရှင်းနေပြီရှင်းနေပြီငါဒီမှာမနေတော့ဘူးဟေးကဲကြပါဦးတရရှောက်နေတယ်ကဲကြပါဦးဗျာကျွန်တော်ကိုကဲကြပါဦး ဒူဆန်ရဲ့ဖြစ်ပျက်ကြောင်းကိုစန်းဝင်းဟာအဲ့ဒီနေရာကနေအသက်လွေပြေးထွက်လာခဲ့ပါတယ်။ရှန်ဝင်းကနေမယမနာပြေးလာခဲ့တာနောက်ဆုံးမှာတော့နက်ဆီယာကြီးရဲ့အိမ်ရှိကိုမောဟိုက်ပင်မန်းစွာနဲ့ရောက်ရှိလို့သွားခဲ့တော့တာပေါ့။ကိုစန်းဝင်းရဲ့ကြောက်လန့်တုန်လုံးနေတဲ့ပုံစံကြောင့်ဒီဖြစ်ရဟာတာမန်မဟုတ်ဘူးလို့ရွာသားတွေလည်းရှင်းရှင်းသိလိုက်ကြပါတယ်။ဒါကြောင့်နောက်တနည်းမနက်မှာတော့ရွာသားတွေဟာဒီလိုကြီးမားတဲ့ပျောကကိစ္စတွေကိုဖြေရှင်းဖို့နက်ဆီယာကြီးကိုပဲဘာသာရေးအခမ်းအနားတွေလုပ်ဖို့ခေါ်လိုက်ရတာပေါ့။ အဲ့ဒီညမှာတော့ရွာသူရွာသားအများစုကလည်းဒုတ်တွေဓာတ်တွေကိုကင်ဆောင်းပြီးတချို့ကလည်းမိဒုတ်တွေကိုကိုစီကင်ဆောင်းရင်းနတ်ဆရာကြီးနဲ့အတူလိုက်ပါခဲ့ကြပါတယ်။သူတို့ရဲ့မျက်နာတွေမှာတော့တီးလို့စိတ်အပြင်အနှဲငယ်ထိတ်လန့်မှုတွေပါရောထွေးလို့နေခဲ့တာပါ။ဇဝင်တကယ်ပဲမင်းကလေးတန်ကိုကြားခဲ့တာသေးကြလား။တေးရတာတောင်ပူတယ်ဆရာကြီးဟာကျကျွန်တော်နားထဲမှာရှင်းရှင်းလင်းလင်းကိုကြားခဲ့တာဗျအဲ့အဲ့ဒါကြောင့်ပဲထီထိုးတာတခါမှမမှန်ခဲ့တာ ယောဂဆရာဟာငပြောပင်ကိုမျက်လုံးပြူပြီးစူးစိုက်ကြည့်နေလိုက်ပါတယ်။ပြီးတော့သူ့လက်နဲ့ပင်စီကိုအသေးစိတ်ပုတ်တန်းရင်ပုံမှန်အတိုင်းအတန်ခတ်အောင်နဲ့ကိုစန်းဝင်းကိုမေးလိုက်ကြတာပေါ့။ဘဲချိန်တုန်းကအဲ့ဒီအတန်ကိုကြားခဲ့တာလေ။မမနေ့ညကပဲဆရာကြီးကအဲ့ဒီမှာရက်နေတုန်းကပဲ။ ဲ့ဒီချိန်မှာပဲရွာတွေကခွေးဟောင်းတန်တွေဟာဝေးဝေးကနေထွက်ပေါ်လာတာနဲ့ငပြောတော်ရဲ့လေတူကလည်းတင်းမာလို့လာခဲ့ပါရီဒီလိုနဲ့ခဏလောက်တိတ်ဆိတ်သွားချိန်မှာပဲချိုတာတဲ့အတန်တကူကရှင်းရှင်းလင်းလင်းထွက်ပေါ်လာခဲ့တာကြောင့်လူတိုင်းလည်းကြားခဲ့လိုက်ရတာပေါ့အကိုလေးရေဘာဖြစ်လို့လူတွေကျတော့အများကြီးခေါ်လာရတာလဲထွက်ပြေးတော့မလို့လားမြမလေးကိုထားခဲ့တော့မလို့လားဟင်အဲ့ဒါဆိုရင်တော့ထွက်ပြေးလို့မရဘူးနော်ရှင်ကကျမရဲ့လက်ထဲကနေဘယ်ကောမှပြေးလို့မရဘူး ကျမလိုရှိနေရကိုမရရအောင်ယူတတ်တယ်။ဟေးကျမရှိရနေဖဲလိုက်စမ်း။တရေနေနေဘိုးတော်ရေကျမကမတားနဲ့နော်။ရှင်ဘယ်တော့မှတားလို့ရမှာမဟုတ်ဘူး။ဟောအဲ့ဒီမှာကြည်မောင်စမ်းငါပြောဘူးတဲ့ဟုတ်။တရေမကမင်းကိုယောက်ျားလောက်ခိုင်းတော့မလို့တဲ့။ဟေးမမမမလုပ်ပါနဲ့ကျွန်ကျွန်ကျွန်တော်မလုပ်ဘူးနော်ဆရာကြီးကျွန်တော်ကိုကူညီပါဦးဗျာကျွန်ကျွန်တော်တဆေရီနဲ့တစ်ပင်ဆောင်တဲ့သမီးတွေကိုယူမှာမဟုတ်ဘူး ။"အိုးလှရင်တော့သဘောတူတယ်လို့ပြောခဲ့တယ်မဟုတ်လား။ငါကလှနေပြီလေ။မျက်နှာကိုမမြင်ရသေးဘဲနဲ့ငင်းတာမျိုးဆိုရင်တော့ငါစိတ်ပြေရလိမ့်မယ်နော်။တကြကြားလားတေတေပါပြီ။အဲအဲဒီရှင်တော့ကကျွန်တော်စတာပါမိန်းကလေးရဲ့။တရဲဆိုရင်လည်းတရဲနေရာမှာပဲနေပါတော့။ဟာငါတော့ပြက်စီးမဲ့အခြေအောင်တွေမြင်နေရပြီဟဲ့အခုအိမ်ပြန်ရင်မှီပါဦးမလားစိတ်ဝင်စားစရာထင်ပြီးဆက်စုမိတာသိတော့မလားမသိပါဘူး ငပြောပင်စီကထွက်ပေါ်လာတဲ့အတန်ဟာချိုးတာပြီးဆွဲဆောင်မှုရှိပေမဲ့ကြားရသူတိုင်းရဲ့ကိုယ်ထဲမှာကြက်တိန်မွေးရင်ထားစီလောက်အောင်ထူးဆန်းနေခဲ့ပါရယ်။ဒါကြောင့်ရွာသူရွာသားတွေဟာတပြိုင်နက်တည်းတုံလုံးလျှောက်ရှားသွားခဲ့ပြီးကိုမင်းညိုရဲ့မှန်စာချက်ကမှန်ကန်နေပြီဆိုတာကိုသဘောပေါက်သွားခဲ့ကြတာပေါ့။အဲ့ဒီအတန်ဟာငပြောပင်ဆောင်တရေမားရဲ့အတန်ဖြစ်ပြီးသူမဟာကိုစံဝင်းကိုယောက်ျားတော်ရင်နေတာကိုလည်းသိသွားခဲ့ပါပြီ။ အဲ့ဒီချိန်မှာပဲနက်စီယာကြီးဟာမျက်စိမိတ်ပြီးအာယုံယူကသူ့ရဲ့မန္တန်ကိုကြေလောင်စွာနဲ့ရုပ်ဆိုခဲ့လိုက်ပါလားရီတောင်းနမောမဟာဗုဒ္ဓတန်တိနမနမောတိတ်ထေအဲ့ဒီချိန်မှာပဲသူတို့ရှိမှရှိနေငှက်ပြောပင်ဟာလူတယောက်လှောက်ရှားနေတယ်လို့ခါရမ်းလာခဲ့ပါတယ်။အေးမင်းမြန်လောက်ပါဆရာကြီးရဲ့သူသူထွက်လာတော့မယ်။ဟာငှက်ပြောရင်ကလှုပ်နေတာပဲကဲကြပါကဲကြပါတတတဲရဲမှထွက်လာတော့မယ်။ အကိုလေးရယ်ဘာမှမလုပ်ပါနဲ့ညီမလေးကြောက်တယ်ညီမလေးအကြောက်ဆုံးပဲဒီလောက်လာတဲ့ကျမကိုဘာလို့ဖမ်းချင်ရတာလဲဘယ်လိုများရက်စားလိုက်တဲ့ဘိုးတော်လဲជីជីជីသားမအောင်သူကစိန်ခေါ်ရုံနဲ့မဟုတ်ပဲကြောက်ဟန်ဆောင်နေသေးတယ်တတတဒါရိုးရိုးတည်ရဲမှမဟုတ်ဘူးဘာဖြစ်လဲအဖိုးကြီးနင့်လည်းပင်အခုညစ်ပြီးအသက်ထွက်အောင်လုပ်ပြလိုက်ရမလားဟမ်ခုခုခုလို့ပါအမေရဲ့အဲ့ဒီချိန်မှာပဲပျော်ကားစရာဟာ မန်နန်ကိုစိတ်အာရုံစူးစီးပြီးရွတ်ဆိုခဲ့လိုက်ပါတယ်။တချိန်ထဲမှာပဲသူ့ရဲ့လက်နှစ်ဖက်ကနေဖြူဖြောတဲ့အလင်းရောင်တစ်ခုထွက်ပေါ်လာပြီးအဲ့ဒီအလင်းရောင်ဟာထူးဆန်းတဲ့ငပြောပင်စီကိုဥတီသွားခဲ့ပါတယ်။ဒီအခါရှက်ရှင်းဆိုသလိုငပြောပင်တွေကနေအစိမ်းရောင်အလင်းနဲ့တစ်ခုနဲ့အတူတွေ့လျားတဲ့ခန္ဓာကိုရှည်လျားပြီးလှပတဲ့စပင်တွေနဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်ဟာတွက်ပေါ်လိုလာခဲ့ပါတယ်။သူမရဲ့မျက်နှာဟာလှပပေမဲ့မျက်လုံးတွေကတော့အယံကိုစူးချပြင်းထန်နေခဲ့ပါတယ်။ အဲ့ဒီမိမပြိုဟာနတ်ဆရာကြီးကိုဝါစာတော်မတန်အမျက်ဒေါသတွေနဲ့စိုက်ကြည့်ရင်ပြောခဲ့လိုက်ပါတော့ရေးကြည့်ရအောင်မင်းတို့ကဘလောက်တောင်အစွမ်းရှိတယ်လဲဆိုတာငါလူကိုလာပြီးလူရဲတယ်ဆိုရင်ရလက်ကဘာဖြစ်မလဲဆိုတာမသိကြဘူးလားဟမ်ဘယ်မှာလဲခမရလူကို့ဘာသားကိုထင်မနေနဲ့လေဗျာကျွန်တော်ခမရကိုမကြိုက်ဘူးမင်းကငါ့ကိုကြိုက်ဖို့မလိုဘူးငါကပဲမင်းကိုသဘောကျရင်ရပြီ ငါကဘာလို့ပဲလို့ရှင်လို့ရှင်ရအောင်ရရမယ်ဘယ်အရာမှငါ့ကိုမတားနိုင်ဘူး အဲဒီလိုပြောပြတာနဲ့တရဲမဟာသူမရဲ့လက်လက်လာလေးတွေကိုမြောက်ပြီးတဏီယာကိုလက်ညှိုးထိုးလိုက်ပါတယ်။ဒီအခါချက်ချင်းဆိုသလိုပဲပတ်ဝန်းကျင်ကကြောက်တုံးတွေဟာလေးပေါ်မှာလွင့်တက်လာခဲ့ပြီးနတ်ဆရာတို့စီကအချိန်နဲ့ပြစ်လွတ်ခဲ့လိုက်ပါတယ်။ဒါကြောင့်သူတို့အားလုံးလည်းကြောက်လန့်တကြနဲ့ပြေးပြီးချောင်းခဲ့လိုက်ရတော့တာပေါ့။ဒါပေမဲ့နက်ဆီယာကတော့အဲ့ဒီတိုက်ခိုက်မှုကြောင့်နောက်ကိုအနေငယ်ရင်သွားခဲ့ပြီးသူ့ရဲ့မျက်နှာဟာဖြူဖြော့လို့သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်သူ့ကိုယ်သူပြန်လဲထိန်းချုပ်ပြီးတိုးတိုးကလေးရေရောခေလိုက်တော့တာပေါ့။ မင်းလို့ကျင်တော့ကမဖြစ်နိုင်တော့ကြီးပဲလေနတ်ဆရာရဲ့စကားမဆုံးသေးခင်မှာပဲတရေမကအချိန်ပြင်းစွာနဲ့ဝင်ရောက်ပြီးလာတိုက်ခိုက်ပါတော့ရေနင်ကကိစ္စကိုဝင်မနှောက်ရှက်နဲ့ဘိုးတော့ တရေမဟာသူ့ရဲ့စကားဆုံးတာနဲ့လက်တရှာဝေခဲ့လိုက်ပြီးပဝင်းကြီးတစ်ခုလုံးကမြေပြင်ကိုယ်တော်တုံခါသွားစေတဲ့လေမုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လာစေခဲ့ပါရဲ့။ပြီးတာနဲ့နက်ဆီယာစီကိုဥတီပြီးပြစ်လွတ်လိုက်တာကြောင့်နက်ဆီယာလည်းအတော်လေးကိုကုခံနေခဲ့ရတာပေါ့။နက်ဆီယာဟာသူ့အသက်ရှင်နေရေးအတွက်မန်နန်အစီအရင်တွင်လည်းအစွမ်းကုန်ကုခံဖို့ကြိုးစားခဲ့ပေမဲ့လည်းသူ့ရဲ့အစွမ်းစားအားလုံးဟာအလုပ်ဖြစ်ပုံမရပါဘူး။ဒီတရေမားရဲ့စွမ်းအားဟာလောကကြီးတစ်ခုလုံးကိုလွှမ်းမိုးနိုင်လောက်အောင်တူထင်ထားတာတည်းအများကြီးပုံနေတာပါ။ ဆရာကြီးတတိတတိထားနတ်ဆရာလည်းတက်နိုင်သလောက်တော်တော်ကလေးရှောင်းလိုက်ပြီမဲ့လို့လေရှေလမ်းမမှန်ပဲမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါရီဒီအခါနောက်မှရန်နေတဲ့မင်းညိုတယောက်ဟာထိတ်လန့်ပြီးအော်ခင်းပြီးတော့မလို့ဖြစ်သွားခဲ့တော့တာပေါ့ဒီအချိန်မှာပဲတရေမားကသူ့ဘက်ကိုလှည့်လာပြီးစူးစိုက်ကြည့်နေခဲ့တာကြောင့်မင်းညိုလည်းအတန်တုံနဲ့ပြောလိုက်ပါတော့ရီငါစီကမလာနဲ့ငါငါကအသက်ကြီးနေပြီမင်းမင်းကိုမကြိုက်တယ်လို့မင်းကိုလည်းမခုခံနိုင်တော့ဘူးအိုနေပြီဟုတ်လား ဒါဆိုရင်ဘာဖြစ်လို့လူငယ်ရီရဲ့ကိစ္စကိုဝင်လျှောက်ရှင်ရတာလဲ။ဟမ်အိုးမင်းကလေးရဲ့မင်းကတရေမောင်ဆန်းကလူတရေမကလူနဲ့ဘလို့လို့အတူနေလို့ရမလဲမောင်ဆန်းကိုလွတ်ပေးလိုက်ပါဗျာမြင်ပစားကိုပိတ်ချဆန်းအတိတ်ပဲမရှိတဲ့စကားတွေငါ့ကိုလာမပြောနဲ့အမလေးဟဲ့ဘာလို့អော်လာလဲဖြည်း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 ပြောပါဟာကိုမင်းညို့ဟာတုံတုံရင်ရင်နဲ့လက်အုပ်ရှိပြီးတရေမကိုတောင်းပန်နေခဲ့ပါတယ် သူဟာထိတ်လန့်မှုကြောင့်နေရာကနေထွက်ပြေးကျင်နေခဲ့ပေမဲ့လို့လဲနက်စီယာနဲ့ကိုစံဝင်းတို့ကိုအန်ဒီရဲထဲမှာမထားခင်နိုင်ပါဘူးဒီအချိန်မှာပဲနက်စီယာဟာလဲကြနေရာကနေထားရက်ပြီးမန္တန်တပုတ်ကိုရွတ်ဆိုခဲ့ပြန်ပါတယ်လူနဲ့တရဲမရဲ့တိုက်ပွဲကတော့အချော်မပေးနိုင်လောက်ပြင်းထန်နေတော့မယ်ပေါ့ နက်စီယာဟာနီလန်ပေါင်းစုံနဲ့ကုကံဖို့အတွက်ကြိုးစားပေမယ့်လို့လဲတရဲမားရဲ့စွမ်းအားကိုတွန်းလှန်နိုင်ခြင်းမရှိသေးပါဘူး။ဒီအချိန်မှာပဲဘေးကစောင့်ကြည့်နေတဲ့ကိုစံဝင်းကနက်စီယာကို ဝင်ကူဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။သူဟာအနီးအနားမှာရှိနေတဲ့ဂေါ်ပြားတစ်ခုကိုယူပြီးအဲ့ဒီရဲ့လက်ကမ်းယူနေထူးဆန်းတဲ့ငပြောပင်ရဲ့ပင်စီကိုစွမ်းအားရှိသမျှရိုက်ချလိုက်ပါတော့ရယ်။အဲ့ဒီနောက်ကျေလောင်လုံးနဲ့ဟိန်တန်ကြီးတို့ထွက်ပေါ်လာခဲ့ပြီးထူးဆန်းတဲ့ငပြောပင်ဟာပြင်းပြင်းထန်ထန်ကိုလှုပ်ခါသွားခဲ့တာပါ။ဒီအခါနတ်ဆရာကိုတိုက်ခိုက်နေတဲ့တရဲမားလည်း သူရဲ့အရှင်အဝါရီအနောက်ရှက်ဖြစ်သွားတာကြောင့်ခနာတာရက်တန်းပြီးကိုစန်းဝင်းကိုကြည်ကပြောလိုက်ပါရယ်။ငင်ပါလို့နေရလေ။ရက်လိုက်စမ်းအခုရက်လိုက်လို့ငါပြောနေရလေ။ဘာဘာလို့ရမှာလဲ။တရေဆွဲနေတဲ့တပင်ကိုခုတ်နေတာလေ။တီးလိုက်စမ်းကိလေသာတရေမှာ။နင်အဲ့ဒီတော့ကိုရှာလိုက်စမ်း။ဒီကောင်စုပ်လေးကတော့ တရေမဟာသူပြောတဲ့စကားကိုနားမထောင်ပဲလှုပ်ရှင်လာလုံးနေတာကြောင့်ဒေါသတကြီးနဲ့ကိုစန်းဝင်းစီကိုပြေးဝင်လာခဲ့ပါတယ်။ဒီအခါကိုစန်းဝင်းလည်းကြောက်လန့်တကြားနဲ့မျက်လုံးတွေကိုမိပြီးကျမပေးမဲ့ကံကိုသာစောင့်ဆိုင်နေခဲ့တော့တာပေါ့။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပြင်းထန်တဲ့အားတစ်ခုနဲ့တစုံတစ်ယောက်ကသူ့ကိုတွန်းထုတ်ခစ်လိုက်တာကြောင့်အဝေးတစ်နေရာကိုပြစ်လဲလို့သွားခဲ့ပါရယ်။မောင်စံဘေးကိုရှောင်လိုက်။အဲ့ဒီတစ်ချိန်တည်းမှာပဲနတ်စီယာဟာသူ့မှာကြံရှိနေတဲ့စွမ်းအားတွေကိုစူးစီးပြီးမန္တန်တစ်ခုရွတ်ဆိုက တရဲမစီကိုပြစ်လွတ်ခဲ့လိုက်ပြန်ပါတယ်ဒီဒီချိန်မှာတော့တရဲမဟာကိုစန်းဝင်းကိုအာယုံရောက်နေခဲ့ပြီးအကာအကွယ်မဲ့နေခဲ့တာကြောင့်မန်ရန်ကအကျိုးတက်ရောက်လို့သွားခဲ့တော့တာပေါ့ဒီအခါတရဲမလေးမိပင်ပေါ်ကိုလဲကျပြီးနာကျင်မှုကြောင့်နားခွေမတက်အကွဲတန်ကြီးနဲ့အော်ဟစ်ခဲ့လိုက်ပါတော့တယ်အာရဲလိုက်စရဲလိုက်စမ်းငါ့ကိုဖျက်ဆီးနေရလားဒီကောင်စုပ်တွေမင်းတို့တွေတေရမယ်မင်းတို့ရဲ့လဲပင်တွေကိုငါညှစ်ပြမယ်ငါရဲ့အပိုင်ကိုတားဆီးရတယ်ပေါ့ဟုတ်လား ငါနင်တို့မြေကြီးရဲ့မြောက်ပြစ်မယ်။ငါ့ဒီလိုမျိုးလုပ်ရရသလား။တရေမဟာခံစားနေရတဲ့နာကျင်မှုတွေကိုမေးပြောက်ကကိုစန်းဝင်းစီကိုတွားသွားပြီးပိုနီးအောင်လာဖို့အတွက်ကြိုးစားပေးမယ်။ဒူမိုင်းရဲ့ခန္ဓာကိုယ်ဟာပူလောင်နေတဲ့ဖျောင်းလိုမျိုးတဖြည်းဖြည်းအေးပြောကြနေခဲ့တာပါ။တစ်ချိန်တည်းမှာပဲကိုစန်းဝင်းကလည်းဂေါ်ပြားယိုးနဲ့ငပြောပင်ကိုအချိန်မောင်းများစွာဆက်ရိုက်နေခဲ့တာကြောင့်အဲ့ဒီငပြောပင်ကနေအနံဆိုးတွေနဲ့အတူသွေးတွေစိမ့်ထွက်လာခဲ့ပါတော့ရဲ့။မဖြစ်နိုင်ဘူး။မဟုတ်ဘူး။ ငါဒီလိုမျိုးလူမိုက်တွေကြောင့်ဖြစ်စီခံရတော့မှလားငါလိုလပ်ပါတဲ့တရေမကိုတတ်နေကြတာပေါ့မဖြစ်နိုင်ဘူးအိုးနားလိုက်တာသေပါပြီဒီတခါတကယ်ပဲငါတရားတော့မှထင်နေအဲ့ဒီမော်ဆန်အားရင်လွတ်ဆန်သွားပါစေအမလေးငါအစံနဲ့အာလုံးပြောက်ကုန်ပြီနင်တို့တွေပြန်ပေးဆက်ရမယ်ဒါကမပြီးသေးဘူးမပြီးသေးဘူးနင်တို့ငါလက်စားပြန်ချင်မယ် ငါတို့ကိုတည်အောင်ရိုက်မယ်လို့ပြောထားတယ်မဟုတ်လားတရေမရဲ့အခုကြည့်ပါဦးမင်းကမင်းတော့မကယ်နိုင်ပါလားဟေးနင့်ပါစက်ကိုပိတ်လိုက်အိုးအကိုလေးစမ်းရယ်ကဲပါအောင်ကျမတည်တော့မယ်ကျမကိုကဲပါအောင်နော် နောက်ဆုံးမှာတော့ကိုစံဝင်းရဲ့ရိုက်ချက်ကြောင့်မပြောပင်ကြီးလဲလဲကျသွားသလိုမန်နန်ဆဝိုင်းတွေကသူမရဲ့ခန္ဓာကိုယ်ကလည်းအေးပြောပြီးပျောက်ကွယ်သွားပါတော့တယ်။ဒီအချိန်ရောက်မှာနတ်ဆရာအပါအဝင် ကိုစံမင်းတို့ကလည်းတက်ပြင်းရှားပြီးစိတ်သက်သာရရလို့တော့ခဲ့တော့တာပေါ့။အဲအနေစားငါပြောပင်ဆောင်တရေမကြီးကောင်းရပုံဘွားကို ရောက်ပါစေ။ဘသူ့ဘုံမှထပ်ပြီးမနှောက်ရှက်ပါနေတော့ နောက်ဆုံးမှာတော့အရာအားလုံးညိန်သက်သွားတဲ့အခါနက်စီယာလည်းနှစ်ဖူးကရွှေတွေကိုတုံးရင်ဒီလိုမျိုးအစွမ်းထက်ပြီးနှိမ်နင်းရခက်တဲ့တရေမကိုတခါမှမကြုံခဲ့ဘူးကြောင်းရင်ထဲကနေတီးတိုးရေရောခဲ့လိုက်ပါရဲ့အတော်လေးမောပန်းနှွမ်းနေနေတဲ့နက်စီယာဟာစိုးရိမ်မှုတွေနဲ့ခုတ်လဲခံလိုက်ရတဲ့ငှပြောပင်ကိုငေးကြည့်လို့နေခဲ့မိတာပေါ့ကိုစံဝင်းကလည်းမြေပြင်ပေါ်မှာလဲကျနေတဲ့ငှပြောပင်ကိုစိတ်ရှုပ်ထွေးစွာနဲ့ကြည့်လိုက်မိတာပေါ့ သူဟာမနေ့တိုက်ခိုက်ခဲ့ရလို့ကြောက်ပေမဲ့လို့လည်းတရေမတည်သွားတဲ့အခါမှာတော့စိတ်မကောင်းဖြစ်နေခဲ့ပါရဲ့။ဒါကြောင့်နောက်ဆုံးအနေနဲ့အဆုံးသတ်သွားပြီဖြစ်တဲ့ဝိညာဉ်ကိုစိတ်အေးချမ်းစေဖို့ကုသိုလ်ပေးပြီးအများတန်းဝေတင်တယ်လို့တွေးခေလိုက်မိတော့တာပေါ့။ကိုစံဝင်းဟာရင်ထဲကအပူလုံးတွေပြပြောက်သွားသလိုစိတ်တသက်သက်သာနဲ့အိမ်ကိုပြန်လာခေလိုက်ပါရဲ့။ကကဲကျန်တဲ့ညာညာကုံဆုံးသွားတဲ့နောက်စိုးရဲအရာတွေအားလုံးပြီးသွားပြီလို့ယုံကြည်နေခဲ့တာပါ။ဒါကြောင့်အင်ကိုရောက်တာနဲ့ ခွန်အားမရှိတော့တဲ့ခန္ဓာကိုယ်ကိုဂရင်မော်ကိုလဲရှားပြီးအဲ့ဒီအတိုင်းပဲနှင်းနှင်းရှက်ရှက်အိပ်ပျော်သွားခဲ့ပါရယ်။ဒါပေမဲ့တက်တာရရပြီလို့ထင်ခဲ့တဲ့သူ့ရဲ့အိပ်ဆက်ရှင်ထဲမှာကြောင်းမက်ဖွေရအပြစ်ပြက်တွေကပေါ်လာခဲ့ပါရယ်။အကြောင်းရင်းကတော့သူဟာတရေမကိုအိမ်မက်ထဲမှာမြင်မှတ်နေခဲ့တာပါ။အိမ်မက်ထဲကတရေမဟာအမြင်မတော်လောက်အောင်ပုံပြက်ပန်းပြက်ဖြစ်နေခဲ့ပြီးခန္ဓာကိုယ်မှာနက်စရာရဲ့မန်တန်ကြောင်းမီးလောင်ထားသလိုတန်ရာတွေဖြစ်နေခဲ့ပါရယ်။ပြီးတော့သူမဟာကြောင်းမက်ဖွေရ ပုံစံနဲ့ ကိုစန်းဝင်းရဲ့အခန်းတကားဝါမှာရက်နေခဲ့တာပါ။ဒါကြောင့်ကိုစန်းဝင်းလည်းကြောက်လန့်ကြလန့်လို့လာခဲ့ပြီးညရဲ့တိတ်ဆိတ်မှုကြားထဲမှာမော်ဟိုက်စွာနဲ့အသက်ကိုမနှဲရှူနေခဲ့ရတော့တာပါ။ဖះရဲ့အိမ်မက်လာတကယ်လားမတဲခွဲဘူး။ဒါမှမဟုတ်ငါအတွေးလို့နေတာလား။ဒါပေမဲ့ဘယ်တက်နိုင်မလဲ။တရဲကလိုက်ပြီးဖမ်းတာခံရတာဆိုတော့ဘယ်လိုလုပ်မလျှောက်ရှားပဲနေမလဲ။ဟေးဒါကအိမ်မက်ပဲလေ။အဲမိုးမလင်းသေးဘူးဆိုတော့ပြန်အိပ်တာပဲကောင်းမယ်။ ိုင်လန်တုံလုံးမှုတွေရဲ့ကြားတွေကနေပဲကိုစံဝင်လဲအဲ့ဒီညမှာစိတ်မလုံမလဲနဲ့ပဲပြန်အိပ်ပျော်သွားခဲ့ပါတယ်။ဒါပေမဲ့လို့လဲသူ့ရဲ့အိမ်မက်ထဲမှာတော့တရေမောက်ကိုပဲထပ်ပြီးမက်လာခဲ့တာပါ။ဒီအချိန်လေးဟာအဲ့ဒီညတွေမကားပဲနောက်နေ့ညတွေမှာပါ တရေမဟာခါတီးတဲ့မုံတီးမှုတွေနဲ့လက်ညှိုးထိုးပြသလိုတခြားပုံတံအမျိုးမျိုးနဲ့ရှောင်းလန့်နေခဲ့တာပါအချိန်ကြာလာတာနဲ့အများအချိန်ပေါင်းများစွာတူမက်နေတဲ့အိမ်မက်တွေကလက်တွေ့ဖြစ်နေသလိုခံစားလာခဲ့ရပါတယ်နောက်ဆုံးဒီညမှာတော့ကိုစန်းဝင်းဟာအိယာဝင်ပြီးအိပ်ပျော်ကန်ဒီအချိန်မှာပဲရုတ်တရက်ထိတ်လန့်စရာတစ်ခုကိုကြုံလိုက်ရပါတယ်အဲ့ဒါကတော့အယိုးထီအောင်အေးဆက်နေတဲ့မိမရဲ့လက်တစုံဟာ သူ့ရဲ့လက်ဘင်းကိုဖိကပ်လိုက်တယ်လို့ခံစားလိုက်ရတာပါ။တချိန်တည်းမှာပဲအဲဒီလက်တွေကတဖြည်းဖြည်းအားဆိုင်ကသူ့ရဲ့လက်ဘင်းကိုညှစ်လာခဲ့ပါရဲ့။ဒီအခါကိုစံဝင်းလည်းထိုင်လန်စွာနဲ့ရုန်းကန်ဖို့အတွက်ကြိုးစားခဲ့ပေမယ့်ခန္ဓာကိုယ်တစ်ခုလုံးဖိရှုပ်ခံထားရတယ်လို့ဖြစ်နေတာကြောင့်ဘလို့မှမတက်နိုင်ခဲ့ပါဘူး။အဲဒီနောက်သူ့ရဲ့နားထဲကိုမိန်းကလေးတစ်ယောက်ရဲ့အေးဆက်ဆက်နဲ့တုံ့ကြီးဝဲအတန်တစ်ခုကထွက်ပေါ်လာခဲ့ပါရဲ့။မတွေ့ရတာရက်တော့ကြပြီနော်အကိုလေးကိုစားမပြောပြရင်ဖြစ်စီလိုက်ရင် အဆုံးသတ်သွားမယ်လို့ထင်နေရလားမထင်လိုက်နဲ့အဲ့ဒါကငါအတွက်ပိုပြီးအောင်ကောင်းလာသေးတယ်မပြောမယ်ရှိနေရောငါဆိုရင်ဒီဘက်ဝင်ချင်းကလွဲလို့ဘဲမှသွားလို့မရဘူးဒါပေမဲ့နေကငါပြောပြင်ကိုခေါ်လိုက်တော့ငါ့မှာယုံမဲဝိညာဉ်ပဲကျန်တော့တယ်အဲ့ဒါကြောင့်ငါနီးရဲ့ခန္ဓာကိုယ်ကိုငါပြောမယ်အစားယူလိုက်တာပေါ့အကိုလေးဆန်းရယ်ဒီတခါတော့ငါတို့နီးကပေါင်းစည်းသွားပြီပေါ့ဘယ်အရာကမှငါတို့မခွဲနိုင်တော့ဘူး နေငါရဲ့ခန္ဓာကိုဖျက်ဆီးပေးတဲ့အတွက်ကျေးဇူးတင်တယ်နော်အဲ့ဒီတုံးကြီးဝဲအတန်ကိုကြားလိုက်ရတော့ကိုစံဝင်းလည်းမျိုးလုံးဖွင့်ဖို့အတွက်အတင်းစူးစမ်းခဲ့ပေမဲ့မရခဲ့ပါဘူး အဲ့ဒီလိုဘေးဒဏ်ကနေလွတ်မြောက်ဖို့မကြခင်ကမှနတ်ဆရာတင်ပေးထားတဲ့မှန်မိသလောက်မန္တန်တချို့ကိုရွတ်ဆိုခဲ့လိုက်ပါတော့ရယ်အဲ့ဒီအခါကြားမှာမျက်လုံးတွေကိုအနေငယ်ဖွင့်လို့ရခဲ့ပြီးသူ့အပေါ်တက်စီးနေတဲ့အရာကိုကြည့်လိုက်တော့တာပေါ့ဒီတခါသူမြင်လိုက်ရတာကတော့အစိမ်းရောင်ဝတ်စုံနဲ့မိမတယောက်ဟာသူ့ရဲ့ထုတ်တန်းပုံမှာကြောက်မက်ဖွယ်ရအတွင်ထဲထိုင်နေခဲ့တာပါကိုစံဝင်းဟာဘာလို့ရမှမသိပဲထိတ်လန့်တကြားနဲ့အော်ဟစ်မိတော့မလို့ဖြစ်သွားခဲ့ပါတယ်တချိန်ထဲမှာပဲအဲ့ဒီပုံရိပ်ဟာ တရှက်ထင်းနဲ့သူ့အပေါ်ကိုခုံဆင်းလာခဲ့ပြီးလှုပ်မရအောင်ရှုပ်လို့ဒါခဲ့ရတာပေါ့ကိုစံဝင်းဟာအသက်ကိုပေးဆက်ရတော့မယ့်အရှင်အနေကြောင့်ရုံးကံကိုစူးစမ်းခဲ့ပေမဲ့လို့လည်းအားလုံးဟာအရှင်းကြီးဖြစ်သွားခဲ့ရပါတယ်ဒါအပြင်အကူအညီတောင်းဖို့អော်ခဲ့ပေမဲ့လို့လည်းလက်ចောင်းကပိတ်ဆို့နေပြီးဘာအတမ်းမှမထွက်နိုင်ခဲ့ပါဘူးအဲဒီလိုအဆုံးသတ်မဲ့အရေးကိုရုံးကံနေချိန်မှာပဲကိုစံဝင်းရဲ့ကံကလုံးဝမဆိုးသေးဘူးလို့ပြောရမှာပါ အကြောင်းကတော့ကိုစံဝင်းရဲ့လေဘမှာဆွဲထားတဲ့ဖျားဆင်းသူအဆောင်ဆွဲကြိုးကနေချွေအောင်အလင်းနဲ့ထွက်လာခဲ့ပြီးတရဲမကိုတုံ့ပြန်လာပါတော့တယ်။ဒီအခါတရဲမလည်းဖျားဆွဲကြိုးကိုဆွဲဖြိုးဖို့အတွက်ကြိုးစားပေမဲ့ကိုစံဝင်းဟာဖျားရှင်ရဲ့တကိုယ်တော်ကိုအာယုံပြုပြီးမန္တန်တဘောရွတ်ဆိုခဲ့လိုက်တာကြောင့်ဖိရှုပ်ခံထားရတဲ့အရှင်ကအနှဲငယ်ရော့ကြလို့သွားခဲ့တာပေါ့။ ။ကိုဆန်ဝင်းကလည်းအဲဒါကိုအခွင့်ကောင်းယူပြီးကောင်းရင်မှထားထားတဲ့ဓာတ်ကိုဆွဲထုတ်ကတရေမောက်ကိုခုတ်ခဲလိုက်ပါတော့တယ်။ဒါပေမဲ့လို့လေတရေမဟာရုပ်ခန္ဓာမရှိဘဲဝိညာဉ်တသက်ဖြစ်နေခဲ့တာကြောင့်လေထဲကိုခုတ်တယ်လို့ပဲဖြစ်နေခဲ့တာပါ။ဒီအချိန်မှာပဲတရေမကကိုစံဝင်းရဲ့ပုံစံကိုကြည့်ပြီးလှောင်ပြောင်ကပြောလိုလာခဲ့ပါရဲ့ဟွန်းအတော်မကြဘူးနော်အကိုလေးစံကနင်ဘယ်ဝဲပြပြငါနောက်ကလေလိုက်မယ်လို့ပြောထားတယ်မဟုတ်လား ငါပါဝယ်လို့ရှင်လို့ရှင်ရအောင်ယူမယ်လို့ပြောထားတယ်လေဒီလိုလှပတဲ့တရေမှနဲ့ချိရတာကိုမကြိုက်ကြလားကိုစမ်းရယ်ဒါဆိုလေဒီလိုပုံစံမျိုးနဲ့ပဲငါတို့အတူနေရအောင်ညီရဲ့ဝိညာဉ်ညီရဲ့အရာအားလုံးကဒီညမာလေးရဲ့အပိုင်ဖြစ်သွားပြီပေါ့ဘာကိုဆိုလိုတာလဲဘာလို့ငါ့ကိုအဲ့လောက်တောင်လိုချင်ရတာလဲဒါလားအဲ့ဒါကငါဒီဘဝမှာဆက်ပြီးရှင်သန်ဖို့စွမ်းအင်ဖြစ်နေလို့ပေါ့ အေးမင်းပါသာစွမ်းအင်မကားလို့ဘာပဲဖြစ်ဖြစ်ဘယ်သူကမှသဘောတူမှာမဟုတ်ဘူးဟဲ့အဲဒီလိုပြောပြီးသားနဲ့ကိုစန်းဝင်းဟာအာရှိသမျှအကုန်သုံးပြီးတရဲမကိုတွန်းထုတ်ပြလိုက်ပါတယ်။ပြီးတာနဲ့သူဟာဘာကူမှမစင်စားတော့ပဲအိမ်ထဲကနေပြေးထွက်ပြီးနတ်စီယာစီကိုအရောက်သွားခဲ့ရတာပေါ့။ ။ဒါပေမဲ့သူရဲ့နောက်မှာတော့တရဲမရဲ့မိခုံငွေအရဲ့ရောင်တွေဟာတက်ကြမကွာလိုက်သွားခဲ့ပါရဲ့။အဲ့ဒီအချိန်မှာပဲနက်စရာဟာသူ့ရဲ့မတီးစိတ်ကနေဒဇုံတစ်ခုရောက်လာမှာကိုတီးပြီးအိယာကနေဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်လိုက်ပါရဲ့။ဒီအခါထင်ထားတဲ့အတိုင်းသူ့ရဲ့အိမ်တကားဝမှာမလုံးရှက်ရက်နေတဲ့ကိုစန်းဝင်းဟာပုံမှန်မဟုတ်တာကိုသတိထားမိသွားခဲ့တာပေါ့။ အမန်တကယ်တိတ်မကြခင်မှာပဲအနဲ့ရောက်ရေးတခုဟာကိုစံဝင်းရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်ရောက်ပြီးဥဝင်သွားခဲ့တာပါတချိန်တည်းမှာပဲကိုစံဝင်းရဲ့မျက်လုံးတွေဟာတာမန်မဟုတ်တော့ပဲမီလီယံလိုမျိုးညည်ရဲလို့လာခဲ့ပါတော့တယ်ဒီအရှင်တွေကိုမြင်တော့နတ်ဆရာကြီးရဲ့စိတ်ထဲမှာလည်းဒီကိစ္စဟာမပြီးသေးဘူးဆိုတာကိုချက်ချင်းနားလေလို့သွားခဲ့တာပေါ့ရန်ညိုးထားတာမပြီးဆုံးနိုင်ဘူးပေါ့ဒီတကါတော့အားနဲ့ရှည်ဖြက်ပြရတော့မင်းနဲ့တူတယ်မင်းကိုဘဝကို မနေနိုင်ပဲဘာလို့ လူတွေကိုနှောက်ယှက်နေရတာလေဒီအခါကိုစံဝင်းရဲ့ခနာကိုယ်ထဲမှာဝင်ပိုးကက်နေတဲ့တရေမဟာအက်ကွဲတဲ့အတန်ကြီးနဲ့ပြောလာပါတော့တယ်။တေချာလာဖို့ဘိုးတော်ရင်ငါပြောခဲ့ပြီးပြီလေ။ငါလူရှင်တဲ့အရာဆိုရင်ဘယ်အချိန်မှဖြစ်ဖြစ်ရအောင်ယူမှာပါလို့အကိုစံကညောင်းလာတွေ့တော့လေကောင်းသွားတော့ဗော။ငါရဲ့လက်စားရှိရာကို အပီးတက်လိုက်မယ်။ညစ်လို့အဖိုးကြီးကငါ့ကိုမလုပ်နိုင်ပါနဲ့။အောက်တန်းစာပယောကဆရာ။ နတ်ဆရာဟာရှေးမှာရှိနေတဲ့ရှင်းရှောင်းမှုကိုရင်ဆိုင်ဖို့အားနေနေပေမဲ့လင်းမြန်စွာထားရက်လိုက်ပါရီပြီးရတဲ့သူဟာကျိုးတချောင်းကိုယူပြီးအာယုံစူးဆိုင်မှုအပြင်နဲ့ခြေဟောင်းမှန်တန်တွေကိုတိုးတိုးကလေးရွတ်ဆိုခဲ့လိုက်ကြတာပေါ့အဲ့ဒီအချိန်မှာတော့တရဲမဝင်ဘူးခံထားရတဲ့ကိုစန်းဝင်းရဲ့ခန္ဓာကိုယ်ဟာကျိုးဆွဲရုပ်လိုတောင်တင်းစွာငြိမ်နေခဲ့ပြီးညီရန်နေတဲ့မျက်လုံးတွေနဲ့နတ်ဆရာကိုစိန်ခေါ်နေလို့ကြည်နေခဲ့ပါရီ အဲဒီနောက်နက်စီယာရဲ့ဂါရာကျိုးကွင်းဟာကိုစန်းဝင်းရဲ့လေပင်ကိုရစ်ပတ်သွားခဲ့တာကြောင့်ဝင်ပူးနေတဲ့တရဲမားလည်းဘာမှမလုပ်နိုင်ပဲနာကျင်စွာအော်ဟစ်နေခဲ့ရပါတော့တယ်။တရဲမားဟာကိုစန်းဝင်းရဲ့ခနာကိုယ်တွေကနေရုံးထွက်ဖို့ကြိုးစားခဲ့ပေမဲ့နက်စီယာရဲ့ဂါရာကျိုးကကိုစန်းဝင်းရဲ့အသားတွေကိုပိုပြီးနစ်ဝင်လာခဲ့ပါတယ်။ဒါအပြင်ဂါရာကျိုးစီကဖြူဖြောတဲ့အလင်းရောင်တစ်ခုတောက်ပွားလို့လာခဲ့ပြီးပူဝင်နေတဲ့ဝိညာဉ်စိုးကိုတေလောက်အောင်နာကျင်စေခဲ့တာပေါ့။ဒီတခါရောပါလေဖယ်လိုက်ဖယ်လိုက် တော်တော်လေးကိုတော်နေရပေါ့လေ။နေရဲ့အဆုတ်ပလုတ်ဂျူရီကိုငါစီရနေဖယ်လိုက်စမ်း။ရေမကဘလောက်ပဲအော်ခင်နေပါစေ။နတ်စီရကတော့ဘာမှပြန်မပြောပဲသူ့ရဲ့မန်တန်ကိုသာရွတ်ဆုံနေတာကြောင့်တဲအိမ်လေးရဲ့တဝိုက်မှာမန်တန်ရုပ်ဖက်တံတွေကပဲတင်ထန်နေခဲ့ပါရီ။အဲ့ဒီအချိန်ကြောက်စင်းရောင်လို့ဖောက်ထွင်းမြင်နေရတဲ့တရေမရဲ့အရေးကိုကိုစန်းဝင်းရဲ့ခန္ဓာကိုယ်လေးကနေ နှေးကွေးစွာနဲ့ပေါ်ထွက်လို့လာခဲ့ရပါဘော။ဒီအခါနတ်ဆရာကလည်းအချိန်မဆွဲတော့ပဲနောက်ထပ်ဂါရာကျိုးတစ်ချောင်းကိုယူခဲ့လိုက်ပါရီ။ပြီးတာနဲ့အရေးပါဆုံးမန်နယ်တပုတ်ကိုရွတ်ဆိုကဂါရာကျိုးကိုပွေရန်ခဲ့လိုက်တာနဲ့အဲဒီကျိုးကချက်ရှင်းပဲတရဲမရဲ့ဖောက်တွင်းမြင်နေရတဲ့ခန္ဓာကိုယ်ကိုပက်လို့သွားခဲ့ရပါဘော။ ။ဒီအခါမှာတော့လောကကြီးတစ်ခုလုံးကိုတုံခါစီလောက်တဲ့အော်ဟစ်တန်တွေဟာ ကြေလောင်စွာနဲ့ထွက်ပေါ်လာခဲ့ပါရဲ့။အဲဒီနောက်သူမရဲ့အရေးခဏကိုစီကနေဖျော့တော့တဲ့မီးတောက်တွေဟာတဖြည်းဖြည်းအငွေ့လိုလွင်ထွက်လို့လာခဲ့တာပါ။ပူလိုက်တာပူလိုက်တာအာဒီတစ်ခါငါတကယ်ပဲသိရတော့မှလား။ငါ့ကိုကယ်ကြပါအောင်။ငါရဲ့ချစ်ခြင်းတရားကိုဘာလို့အတိမတ်မပြည့်ရတာလဲ။အကိုဆန်းကျမကိုကယ်ပါအောင်။ ဒီတခါတော့တကယ်ပဲပြီးသွားပြီလို့မျှော်လင့်နေ။နင်ကတကယ်ကိုဝိညာဉ်ဆိုးပဲ ။နောက်ဆုံးမှာတော့ငါပြောပြဆောင်တရေမဟာခန္ဓာကိုယ်ရောဝိညာဉ်မှာအကုန်လုံးဖြည့်ဆည်းခံလိုက်ရပါတော့တယ်။ဟိုဆောင်ဝင်တယောက်ကလည်းသူ့ခန္ဓာကိုယ်လေးကနေတရေမထွက်သွားပြီးတဲ့နောက်မှာတော့ဘာမှမသိတော့ပဲတတိမေးလို့နေခဲ့တာပါ။မနေ့မိုးလင်းကမှကိုဆောင်ဝင်တယောက်တတိပြန်ဝင်လာခဲ့ပြီးသူ့ရဲ့ငကိုစိတ်အတိုင်းပြန်ဖြစ်လို့သွားခဲ့ပါတော့တယ်။အဲဒီနောက်ကိုဆောင်ဝင်ဟာနတ်ဆရာရဲ့ကုသပေးမှုတွေကြောင့်နတ်ဆရာကြီးရဲ့အိမ်မှာပဲစိတ်အေးချမ်းစွာနဲ့ရက်အတော်ကြာတဲ့အထိဆက်နေခဲ့ရပါတော့တယ်။ ဝိညာဉ်ရှောင်းလန်းမှုတွေဘာမှဖြစ်တော့တဲ့အခါမှာပဲကိုစန်းဝင်းဟာသူ့ရဲ့ပုံမှန်ဘဝကို ပြန်လို့သွားခဲ့တော့တာပေါ့ဒါပေမဲ့သူဟာအသက်လူခံခဲ့ရတဲ့ငပြောတော့ကိုတော့အချိန်ကြာမြင့်စွာကြောက်ရွံ့နေပြီးမှတော့တေချာပါရဲ့ဒီကနေ့ရဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲခင်ဗျာအစုံဒီနာစင်ပေးကြရဲကျွန်တော်ရဲ့ရှစ်ပရိတ်တတိယအချင်းဒီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရယ်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ